ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးဒီနေ့ဖြစ်ပါစေညကနေပြီးဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲဒီနေ့မနေ့ခင်းမှာတော့ကျွန်တော်တို့ Arsenal ရဲ့အပြောင်းရွှေ့သတင်းဒါမှမဟုတ် Arsenal ရဲ့သတင်းအစုံလေးနဲ့ကျွန်တော်တို့ဒါကျွန်တော်တို့ ်ဖွင့်လိုက်မှာပေါ့နော်အဲ့တော့ Arsenal သေးနေနဲ့အခုလက်ရှိမှာတော့သူတို့အနေနဲ့ဒါကျွန်တော်တို့တီကြအတိုင်းပဲ William Saliba ကိုတရားဝင်စာချုပ်ချုပ်ဆိုလို့ဒါမင်းညာကပြီးဆုံးသွားခဲ့ပြီလို့သိရတယ်။ဒါကျွန်တော်တို့လက်ရှိဒါတီရတော့မကြခင်မှာဒါ Arsenal သေးနေတဲ့တရားဝင်ကြီးညာသွားဖို့ရှိပြီးတော့ဒီနေ့မနက်မှာသူတို့ကြီးညာဘာလို့ကျွန်တော်စီမှာမှာညာဘက်မှာမကြည့်နိုင်ဘူးဆိုတော့သူတို့အနေနဲ့ဒါမြန်မာဘက်ကိုမြန်မာစံတော်ကြီးမနက်ပိုင်းမှာမကြည့်ကြ။ဒါပေမဲ့ကျွန်တော်တီကြတခုကဒီဒီတပတ်အတွင်းမှာဒါ Arsenal သေးနေတဲ့ဒါ William ဝီလျံဆာလီဘာကိုတော့ကျွန်တော်တို့တရေဝင်တာကျွန်တော်တို့အဲစာချုပ်သစ်ကြီးညာကြောင်းတို့နေလှုပ်သွားဖို့ရှိအဲ့တော့ညီနေမှာတော့ကျွန်တော်အာစနယ်အသင်းနဲ့အန်ဒရီယာဘာတာအသင်းမှာရောက်လာပြီးခဲ့တာတော်တော်လေးဟိုဒါ impact ကြီးမားတယ်လို့ပြောလို့ရမယ်ဒီမှာပါတယ်အဓိကကစားသမားတော်တော်များဘူးလေခေါ်နိုင်ခဲ့လို့ဒါကျွန်တော်အဓိကကစားသမားဘူးလေအသင်းမှာဒါနေဖို့အတွက်ကြိုးစားသွားနိုင်ခဲ့တယ်ဒီမှာပါတယ်လက်ရှိမှာအန်ဒရီယာဘာတာရဲ့နောက်ဆုံးဒါကျွန်တော်ဒီနှစ်ဒါကျွန်တော်အပြောင်းရွှေ့ရဲ့အလုပ်တစ်ခုဖြစ်တာကတော့စာကရဲ့စာချုပ်ပဲ အဲ့တော့လက်ရှိမှာစာကရဲ့စာချုပ်ကလည်းဒါကျွန်တော်တို့ဒါဝီလျံဆာလီဘာလိုပဲစာချုပ်တက်တန်းကုန်ဖို့အတွက်နှစ်နှစ်တောင်လိုသေးတယ်။ဒါပေမဲ့လက်ရှိမှာစာကကိုခေါ်ယူနိုင်တဲ့ကလပ်လည်းသိပ်မရှိရတဲ့ကြောင့်လို့အာဆာဘက်ကတော့စာကရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့စာကရဲ့စာချုပ်တင်နဲ့ပတ်သက်ပြီးတော်တော်လေးကိုဒါကျွန်တော်တို့အေးစစ်ချူဖြစ်နေတာကျွန်တော်တို့ movement တွေကိုဒါကျွန်တော်အာဆနောသိပ်ပြုလုပ်နေတာကိုတွေ့ရမယ်တဲ့မှာပါပါတယ်။အဲ့တော့အာဆနောသိပ်နေတဲ့အခုလက်ရှိမှာဒါကျွန်တော်တို့စာကနဲ့ပတ်သက်ပြီးဘာတွေကိုဘယ်လို move forward လုပ်သွားဖို့ရှိလဲ။စာကလက်ရှိမှာဒါတရင်းနေရဆိုရင်တော့အာဆနောသိပ်ရဲ့လောက်ခလာစာအများဆုံးကစားသမားဖြစ်ပြီးတပတ်လောက်ခလာစာပေါင်၃သိန်းနဲ့ ၃သိန်းခွဲပတ်ချာလေးဝင်ကျင်ကြအာစနိုသင်းနဲ့ပြချီတော့မှဖြစ်ပြီးတော့ကစားသမားကဒီချေးကိုတောင်းခဲ့တာမဟုတ်ဘဲနဲ့အာစနိုသင်းကပဲဒီနေရာမှာဒါလူလူချင်းချင်းပြီးသွားခဲ့တာဖြစ်တယ်လို့သိရတယ်မှာပါတယ်။စာကကိုအသင်းမှာနေစာကနဲ့ဒီလုခလာစာကထိုက်တယ်နဲ့လို့အာစနိုအသင်းနေနဲ့ဒါကျွန်တော်တို့ခံစားရတဲ့ကြောင့်ဒီစာချုပ်ကိုဒါကြောင့်အာစနိုဘက်ကပဲဒါစတင်ပြီးကန်လန်းသွားဖို့ရှိရမှာ။အဲ့တော့အာစနိုဘက်ကလည်းရှိမှာဒီအပြောင်းရွှေ့တွေအဖို့ဆိုဒီစာချုပ်အသစ်တွေအာစနိုဘက်ကပဲဒါကျွန်တော် initiate လုပ်ခဲ့တယ်။စာကကိုတိုင်ကဒါသူ့အနေနဲ့ဒီစာချုပ်နဲ့ပတ်သက်ပြီးအရင်ကြီးမလို့သူကိုတိုင်ကလည်းအာစနိုအသင်းမှာပဲရေရှည်ရဆက်နေ သွားခြင်းနဲ့အတွက်ကြောင့်မလို့ဒီစာချုပ်နဲ့ပတ်သက်ပြီးဒါစကားတော့ AACC ပဲဒါ approve လုပ်ထားဖြစ်တယ်ဒါပေမဲ့ဒါ Arsenal အသင်းကလက်ရှိမှာဒါကျွန်တော်တို့ မဖြစ်ရင်တော့ကောင်းတယ်ပေါ့နော်ဖြစ်သွားမှဆိုရင်တော့စိတ်ပူတယ်ပေါ့နော်အဲ့လက်ရှိမှာစာချုပ်တတနှစ်နှစ်ကြာနေသေးမယ်စာကရဲ့စာချုပ်ကတော့ Arsenal အသင်းဘက်ကနေပြီးလက်ရှိမှာဒါကျွန်တော်လောလောလောနဲ့ဒါစာချုပ်အသစ်ချုပ်ဆိုဖို့တကြီးစားကြိုးစားနေဖြစ်အဲ့တော့ကောလာဟာလာတွေရဲ့လက်ရှိမှာစာကကိုစိတ်ဝင်စားနေတဲ့ကလပ်ပြီးတော့ရှိတယ်ဥမာဒါကျွန်တော် Bayern Munich လို့အသိမှုပေါ့နော် Bayern Munich အသင်းရဲ့လက်ရှိမှာသူရဲ့ဒါတောင်ပန်ကစားဖြစ်တဲ့ Uli C ကဒါကျွန်တော်တို့ Liverpool အသင်းကိုပြောင်းရွှေ့သွားခဲ့မယ်ဆိုရင်တော့ DY ဝင်းနေရာအတွက်စာကကိုစိတ်ဝင်စားတယ်ဒါပေမဲ့လက်ရှိမှာစာကကိုတိုင်ကဒါကျွန်တော်ဘယ်အသင်းမှာပြောင်းရွှေ့ဖို့အစီအစဉ်လုံးဝမရှိဘဲနဲ့သူကိုတိုင်က Arsenal အသင်းမှာပဲ တယ်ရှင်နေသွားမယ်သူ့ရဲ့ပလန်ကလည်းရှင်းပါတယ်အာဆောသင်းသာလက်ခံမယ်ဆိုရင်တော့အာဆောသင်းမှာပဲသူနဲ့အနားယူသွားဘူးတဲ့သူကစဉ်းစားနေတဲ့ဘုံမှာရှိအဲ့တော့အာဆောသင်းရဲ့ကုလရှိမှာ right wing နေရာအတွက်စကာကိုပဲတယ်ရရှိရအာကူသွားဖို့ရှိပြီသူ့ရဲ့အသက်ရွယ်ရတဲ့ဒါ AC ရှိအဲ့တော့စကာနှစ်ကုလရှိမှာဆောသတန်းရနှစ်နှစ်ကျန်နေတိကျပြီးမယ်နောက်ထပ်၃နှစ်ကိုပေါင်းပြီးချုပ်သွားပြီး total 5နှစ် package နဲ့အတူ plus 1ကိုလည်းထည့်သွင်းသွားဖို့အတွက်အစီအစဉ်တွေရှိတယ်ဆွဲသတင်းထွက်လာခဲ့တယ်အာဆောသင်းရဲ့လက်ရှိမှာဈေးကြီးဆုံးကစားသမားဖြစ်လာလို့လက်စားအများဆုံးကစားသမားဖြစ်လာမှုတော့ premier league ရဲ့လက်စားအများဆုံးသောကစားသမားရဲ့တစ်ယောက်ဖြစ်လာမှုလို့သိရတယ်မှာပါတယ် ်စာကောက်တာကျွန်တော် base bon base salary ကို3သိန်း3သိန်းခွဲချထားပြီးဒါ bonus အပါဝင်တပတ်လုခလာစား4သိန်းလောက်ထိတက်သွားနိုင်တယ်ဆိုပြီး the sign ရဲ့ဒါကျွန်တော် daily meet ရဲ့ဒါ call ဟာလာတရင်တွေကလည်းအကြီးကျယ်ဒါထုတ်လို့နေတာကိုတွေ့ရမယ်အဲ့တော့ ND ရဲ့ part time ရဲ့နောက်ဆုံးလုပ်ကူလေဒါကျွန်တော် Arsenal ပြိတက်တွေမကြခင်မှာဒါမျိုးမြုံဝါထင်ထင်တွေ့ရတော့မယ်ဘောနောအဲ့ဒါနဲ့ပတ်သက်ပြီး Arsenal ပြိတက်တွေကတော့ဒီနှစ်မှာ ND ရဲ့ part time ဒါကျွန်တော်ရဲရောက်ချင်းနှစ်မှာလေ Arsenal အသင်းကိုနောက်တစ်ဆင့်ကစားသမားအနေနဲ့မြင့်သွားနိုင်အောင်လုပ်ပေးရတော့အကုန်လုံးကကျေးဇူးတင်နေအကုန်လုံးကလည်းသဘောကျတယ်လို့ပြောလို့ရမယ်ဒီထားမှရှိတယ်အဓိကကတော့ တော်ဝီလျံဆာလီဘာရဲ့စာချုပ်ဂေဘရီယယ်ရဲ့စာချုပ်ဒါပြင်ကျွန်တော်လက်ရှိမှာအာဆောင်တင်တဲ့ကာလာရှေဂျာလင်လန်တိုက်စစ်မှုကိုခေါ်ယူပေးမှုအန်ဒီအာတာနီရဲ့လက်ရှိမှာဒါအီဒူးထွက်သွားခဲ့ပြီးနောက်မှာအီဒူးရဲ့နောက်ထပ်တစ်ဆင့်မြင့်တဲ့လူတယောက်ရောက်လာတာကိုတော့အာဆောင်ပြည်သက်တွေနဲ့လက်ရှိမှာမျက်ဝါးထင်ထင်မြင်တွေ့သွားခဲ့ရပြီလို့ပဲပြောရမယ့်အနေထားမှာရှိအဲ့တော့အာဆောင်တင်နေတဲ့အခုလက်ရှိမှာသူတို့ရဲ့အပြောင်းရွှေ့ကတာကျွန်တော်တို့လာမယ့်နွေရာသည်အပြောင်းရွှေ့အခုချိန်ကလေးကစတင်ပြီး initiate လုပ်ထားတာရှိတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးဘာကိုပြောချင်တာလဲ အာဆိုသင်းနယ်ခုလက်ရှိမှာသူတို့ကဒါကျွန်တော်တို့ဒါအီတလီသင်းယူဗန်တက်စ်ရဲ့တောင်ပံကစားသမားဖြစ်တဲ့ယူဒစ်ကိုခေါ်ယူဖို့တဲ့အာဆိုသင်းနယ်စိတ်ဝင်စားတယ်ယူဒစ်ကိုလက်ရှိမှာဒါပရီးမီးယားလိဂ်ကလပ်တော်တော်များကစိတ်ဝင်စားနေပြီလက်ရှိမှာချဲလ်ဆီနဲ့အာစနယ်ကဒီကစားသမားကိုခေါ်ယူဖို့အတွက်တရားဝင်ချိတ်ဆက်မှုတွေကိုဒါကျွန်တော်တို့ပြုလုပ်လာခဲ့လို့သိရတယ်မှာအဲ့တော့အာဆိုသင်းနယ်ဒီကျွန်တော်ယူဒစ်ကိုခေါ်ယူမဲ့အနေထားကိုလက်ရှိလာမဲ့ဆောင်းရသည်ဒီဥစ္စာလာမဲ့နေရသည်တိသွားဖို့အတွက်မရှိဘဲနဲ့လာမဲ့ဆောင်းရသည်မာဒင်ကိုပဲဒီကစားသမားကိုခေါ်ယူဖို့အတွက်စဉ်းစားသွားမယ်ဆိုတဲ့တဲ့င်းထွက်လာခဲ့တယ်ဒါပေမဲ့လက်ရှိ မတာကတော့ကောလာဟာလာဆဆန်ဖြစ်ပေမဲ့ဒါကျွန်တော်တို့လက်ရှိမှာအာစတိုသင်းကတော့ယူဒစ်ကိုရေရှည်ရစိတ်ဝင်စားဒါပေမဲ့ကျွန်တော်အာစတိုသင်းနဲ့အခုလက်ရှိမှာသူတို့အနေနဲ့ရူဒီဂိုကိုအခုချိန်ထိစိတ်ဝင်စားနေစေဖြစ်တယ်အာဒီနာနဲ့အခုလက်ရှိချိန်ထိသူဟာဒါကျွန်တော်တို့အကဲကြီးစားပြီးလုံးဆိုးတာရူဒီဂိုကိုဆက်ပြီးတော့ဒါသုံးမယ်မသုံးမှုချိန်ထိတွေဝေဝါနေခဲ့မယ်ဆိုရင်တော့သူတို့ဘက်ကတော့ရူဒီဂိုကိုလာမဲ့ဆောင်းရတီတွေမှာကစားသမားကို6လအငါရာသီကိုရင်အပိသက်ခေါ်ယူပိုင်ခွင့်ဆိုတဲ့ပုံစံမျိုးနဲ့အာစတိုသင်းနဲ့ကန့်လန့်တော့မှုရှိတယ်ဒါပေမဲ့အာစတိုသင်းဘက်ကလက်ရှိမှာဒါယူဒစ်ကိုလည်းတော်တော်လေးကိုစိတ်ဝင်စားတယ်အာစတိုသင်းရဲ့ယူဒစ်ကိုစိတ်ဝင်စားနေတာမှာဒါ ျွန်တော်ငွေကြီးပဲမဟုတ်ဘယ်နဲ့ဒါကျွန်တော်လက်ရှိမှာဒါလီယန်ဒူထရော့ဆက်ကိုလည်းဒါကျွန်တော်တရားဝင်ကမ်းလမ်းသွားနိုင်နေဆိုတဲ့ဒရင်ထွက်လာခဲ့တချို့သောကွာသာဟာလာဒီမော်လက်ရှိမှာဒါကျွန်တော်ယူဒစ်ကိုဒါကျွန်တော်အာစနယ်သိနေတဲ့ယူရိုတန်60 plus လီယန်ဒူထရော့ဆက်တူတဲ့ package ရတာယူရိုတန်80လောက်ရှိတဲ့ package ပုံစံမျိုးကိုဒါအာစနယ်သိနေတဲ့ကမ်းလမ်းသွားဖို့ရှိတယ်ယူဗန်တက်စ်ကလက်ရှိမှာဒီကစားသမားကိုဒီနှစ်ဆောင်းရဒီမှာအသင်းကနေထွက်ခွင့်မပေးဘဲနဲ့လာမယ့်နေရာဒီမှာဒါကျွန်တော်ဒါမျိုးမျိုးရမှရောင်းသွားမယ်ဆိုတဲ့ပုံစံမျိုးကိုတွေးရမယ့်ဒီမှာပါပါတယ်အဲ့တော့ last thing ကဒီနေရာမှာဒီကစားသမားတွေပုံမဲ့သူတို့ရဲ့ left wing ကိုသူတို့သိ အားမရဘူးလက်ရှိမှာဒါကျွန်တော်တို့အဲ easy တို့ဘာလို့ဆော်တယ် martinelli တို့ဘာလို့ဆော်နေတာမှန်ပေမဲ့ artinelli နဲ့ဒီ left wing ကိုဒီနှစ်ဆောင်းရသည့်အတွင်းမှာဒါကျွန်တော်တို့ အဲနောက်တစ်ဆင့်ကိုမြင်လို့ရမယ်ဆိုသူတို့လည်းမြင်ဖို့အတွက်စဉ်းစားနေစေဖြစ်တယ်လို့သိရတယ်မှာပါအဲ့တော့ခုနပြောတာဒါဆက်ပြီးပြောပြောမယ်ဆိုရင်အာဆုံသင်းရဲ့လက်ရှိမှာ drain signing ကတော့ဒါ rudigo ပဲဖြစ်တယ် rudigo ကိုလက်ရှိမှာအာဆုံသင်းဘက်ကလုံးဝအရှုံးမပေးသေးဘဲနဲ့ arteta ကိုတန်ကလည်း rudigo ကိုတော်တော်လေးကိုကြိုက်နဲ့တတ်တယ်တော့ကြောင့်မို့ဒါလာမဲ့ဆောင်းရသည်မှာအကယ်၍ဒါဒါကျွန်တော် real madrid အတင်းနဲ့အဆင်မပြေခဲ့ဘူးဆိုရင်တော့ rudigo ကို6လ plus ဒါကျွန်တော်အပိသက်ခေါ်ယူပိုင်ခွင့်ဆိုတဲ့ပုံစံမျိုးနဲ့အာဆုံသင်းဘက်က offer လုပ်သွားမယ်လို့သိရတယ်မှာပါတယ်အာဆုံသင်းကလက်ရှိမှာ rudigo ကိုဒါကျွန်တော် arteta ကိုတန်ကသဘောအရမ်းကြားတယ် ော် Andrea Barda နေနဲ့ဒါလက်ရှိမှာသူ့ရဲ့ injury တွေနဲ့သူ intermediary နဲ့တောက်လျှောက်တာကျွန်တော်တို့စိတ်ဆက်မှုတွေတစ်ချိန်လုံးသွားထားတာဖြစ်တယ်ပေါ့အဲ့တော့အာဆာသင်းဘက်ကတော့ရှင်းပါလက်ရှိမှာဒါကျွန်တော်တို့သူတို့နေနဲ့ဒီလိုအသင်းကိုပိုကောင်းတဲ့တက်ကောင်းသူတို့နေလှုပ်သွားဖို့ရှိတယ်ဒီနေရာမှာသူတို့ဘက်ကဒါ Leandro Trossard ကိုအတုံးချသွားဖို့တော်တယ်လုံးဝဒါဝင်လေးသွားမှာမဟုတ်ဘူး Yudet ဆိုရင်တော့ Leandro Trossard နဲ့ delay မယ်ဒါမှမဟုတ်ခုနကပြော Rudigo ဆိုရင်တော့ဒါ Leandro Trossard ကိုဒါကျွန်တော်တို့ Torreki Club ကိုအငှားဒါကျွန်တော်တို့ရောင်းမယ်ဆိုတဲ့ပုံစံမျိုးလုပ်မယ်ပြီးရင်တော့ဒါကျွန်တော်တို့ Rudigo ကိုဒါကျွန်တော်တို့ရဲ့အသင်းစီကိုခေါ်ယူဖို့တော်တယ်လုပ်သွားမယ်ပြီးတော့အာဆာသင်းနဲ့ဒီနေ့ဆောင်းရသည်မှာအကဲ Rudigo ကို UDES ကိုအဆင်မပြေခဲ့ဘူးဆိုရင်တော့ဒါကျွန်တော်ကုဘိုကိုစိတ်ဝင်စားနေရဆိုတော့သတင်းတွေပါထွက်လာခဲ့တယ်။လက်ရှိမှာဒီ source တွေကလက်ရှိမှာ tier 3 tier 4မလို့ကြုံကြက်လီပြီးယုံကြပါလို့ပြောလို့ရမယ်ဒီမှာပါတယ်။လက်ရှိမှာကုဘိုကိုဒါကျွန်တော်ငကိုတဲ့က real society နဲ့ဒါ arsenal ကြားတဲ့ကကောင်းမွန်တဲ့ဆက်ဆက်ရေးကို arsenal အသင်းနဲ့တုံးချသွားဖို့ရှိတယ်။ဒါကျွန်တော် michael merino ဒါကျွန်တော်တို့ ဒါဇူဘီမန်ဒီဒီလိုကစားသမားမျိုးတွေကိုဒါကျွန်တော်တို့အရီယဆိုစီတက်ကတရားဝင်ခေါ်ယူခဲ့ပြီးနောက်ပိုင်းမှာခူဖို့ကိုလည်းလက်ရှိမှာအာစတိုသိနေတာရှေ့ကယူဒက်စ်ပဲဖြစ်ဖြစ်ရိုဒီဂိုပဲဖြစ်ဖြစ်မရခဲ့ဘူးဆိုရင်တော့သူတို့အနေနဲ့ဒါကျွန်တော်ခေါ်ယူတော့ဒီအဓိကတော့ process ပေါ်မှာအများကြီးမူတည်ပြီပေါ့နော် process အနေနဲ့လာမဲ့နေရာဒီမှာအသင်းကဒါဒါကျွန်တော်အာစတိုသိဘက်ကထွက်ခွာခဲ့လို့ရှိရင်သူတို့အနေနဲ့ဒါ process နေရာကိုတော့အစားထိုးသွားဖို့ရှိတယ်ပြီးတော့ဒါကျွန်တော် Martin Deli ကိုနည်းနည်းလေးနောက်ဆုတ်သွားပြီးအဓိကတော့ Martin Deli competition ပြီးချင်တာလက်ရှိမှာဒါ left wing နေရာမှာဒါအာစတိုသိနေတာ natural left wing ကစားသမားတရားကိုသူတို့အနေနဲ့ခေါ်ယူပြီးတော့ ာတင်နယ်လီကိုပရက်ရှာပေးပြီးမပေးဘူးဆိုမာရှင်နယ်လီနဲ့လာမဲ့နေရာဒီမှာဒါကျွန်တော်တို့ secondary တဲ့ကစားသမားဖြစ်ပြီးအသင်းကနေရောင်းချခံသွားနိုင်တဲ့နေထားတိရောက်သွားနိုင်နေဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်ပြီးတော့လက်ရှိမှာဒါကူဘိုဂူတော့ဒါကောလာဟာလာတွေကဒါ real society ကတော့ယူရိုတန်50တက်မှတ်ထားပေါင်35တန်ပတ်တူပေါင်39တန်ပတ်ချာလဲဝင်းကျင်ကြရှိရလို့သိရတယ်ဒီမှာပါတယ်လက်ရှိမှာအာဆိုအသင်းကလာမဲ့စောင့်ပါတီတွေမှာလည်း budget အရငွေသုံးလို့ရသေးတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ငွေသုံးဖို့ဆက်လက်ပြီးပြင်ဆင်လာခဲ့တယ်ပြီးတော့အာဆိုအသင်းနဲ့လာမဲ့စောင့်ပါတီမှာအဓိကစောင့်ကြည့်ရမှာဒီ left wing နေရာအတွက်ပဲ ယ်။ Lianru Crosser အသင်းကထွက်တာနဲ့အမျှသူတို့အနေနဲ့ဒီဟာနဲ့ပတ်သက်ပြီးဒါကျွန်တော်တို့ doubt shop changes တွေပြုလုပ်သွားနိုင်တယ်ဆိုတဲ့သတင်းတွေကတော့တကယ်ကိုတဖြည်းဖြည်းနဲ့ကျွန်တော်တက်လာပြီ။အမှန်တမ်းပြောအာစတန်သင်းနဲ့ Yudis နဲ့ကပူလိုက်ပါတယ်။ဒါပေမဲ့လာမယ့်ဆောင်းရာသီအပြောင်းရွှေ့မှာ Yudis ကို call ယူဖို့တော့အာစတန်သင်းနဲ့တော်တော်လေးကိုခက်ခဲမယ်လို့မြင်နေ။ Rudigo ကတော့ကျွန်တော် possible option လို့မြင်နေ။အငါ plus အပီးသက် call ယူပိုင်ခွင့်ဆိုတဲ့ဥစ္စာက valuable ဖြစ်တယ်လို့ဆိုတော့ကျွန်တော်က viable ဖြစ်တယ်ကျွန်တော်အနေနဲ့မြင်နေ။အဲ့တော့အာစတန်ပြည်သက်တွေကလက်ရှိမှာဒါကျွန်တော်တို့ဒီသတင်းနဲ့ပတ်သက်ပြီးဘယ်လိုမြင်လဲ။ အန်ရီယဘတ်တာရဲ့ဒါကျွန်တော်ရောက်လာတဲ့တနစ်တွင်းမှာကိုကျေနပ်မှုတွေရှိရလားဘလို့မြင်လဲလို့ပြောရင်လည်းကျွန်တော်တော့ကုန်ပြီပေါ့ဘလို့ဘယ်ကိုကြည့်ရှုခြင်းလဲဆိုရင်တော့ YouTube Media 3.0 TV for you တို့မှာကျင်းလူဆိုတော့ပေါင်းကူညီလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မပေးကြပါနဲ့ဦးမြန်မြန်ကလစ်မှာအများနဲ့ဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကောင်းမွန်တော့နေ့တိနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရေနောက်မှာပဲအေးအေးဆေးဆေးတွေ့ကြရပါအားလုံးမကြွတူပါနဲ့မြန်မာပြည်လည်းကလစ်ဖို့မပေးကြပါနဲ့ဦးမြန်မြန်ကလစ်မှာအများနဲ့ဖြစ်ပါတယ်အားလုံးမကြွကုန်ပြီပါကျွန်တော်တော့ကုန်ပြီပေါ့တေးပါဗျာ